။ဆောင်းဝင်လာတာနဲ့စင်မြန်ကြီးရဲ့ဖလားလက်မဲ့ဇာတာစပါပြီ။အားလုံးမင်္ဂလာပါ။စူပါဖို့ပေါ်အေးဒီမှာတင်ဆက်ပေးနေပါတယ်။ဇရားထိတ်မှခြေစွမ်းပြနေတယ်။အာဆင်နယ်အသင်းနီးပြမီခေးအာတီတာရဲ့အာဆင်နယ်အသင်းကတော့လာမယ့်အရေးကြီးပွဲစဉ်တွေမတိုင်ခင်ပါပဲ။အ धिक ကစားသမားတွေရဲ့ဒဏ်ရာသတင်းဆိုးကြောင့်နီးပြကြီးအာတီတာကတော့တွေးတိုးလို့နေရပါပြီ။အာဆင်နယ်ဒီယာဒီပရီးမီးယားလိဂ်စတဲ့ပွဲမှာငါးခုသာပေးထားရတဲ့အမြောက်ခံစကြီးရဲ့အဓိကနောက်ခံလူတအုပ်ဖြစ်တဲ့ကာရီယာမင်းညကနိုင်ငံတကာပွဲစဉ်မှာဒဏ်ရာရရှိသွားခဲ့ပါတယ် သူကဘရာဒီအသင်းနဲ့အတူစီနီကောကိုအနိုင်ရရှိခဲ့တဲ့ခြေစောင်းပွဲမှာပွဲချိန်တနင်္လာရီမပြည့်ခင်မှာပဲပေါင်ချံတန်ရာရရှိခဲ့ပြီးလူစားလေးခံခဲ့ရတာလည်းဖြစ်ပါတယ်။ဘရာဒီနီးပြအန်ဆာရောလီကိုတိုင်ကလည်းသူ့အချင်းကြီးဆိုးလားမဆိုးလားဆိုတာတော့ကျွန်တော်မသိရသေးပါဘူး။ဈေးပွဲစီကစစ်စစ်ချက်ရယူရအောင်မှာပါ။ဒီအတွက်တကယ်ကိုစိတ်ပြတ်မိပါတယ်လို့ပြောခဲ့တာကြောင့်အာဆင်နယ်ပရိသတ်တွေအတွက်စိုးရင်ကြာလည်းဖြစ်ခဲ့ပါတယ်။ဒီတန်ရာဟာအဆိုးဆုံးအချိန်မှာထွက်ပေါ်လာခဲ့တယ်လို့ပဲပြောဆိုရမှာပါ။အာဆင်နယ်တို့က နိုင်ငံတကာပွဲစဉ်တွေအပြီးနိုဝင်ဘာ23ရက်နေ့မှာအဓိကပြိုင်ဘက်စပါးအသင်းနဲ့မြောက်လန်ဒန်ဒါဘီပွဲကြီးကိုကစားရမှာဖြစ်ပြီးသူနောက်မှာလည်းချန်ပီယံလိပွဲစဉ်တစ်ပွဲအဖြစ်ဘိုင်ယန်မြူးနဲ့အခုလက်ခံကစားရမှာလည်းဖြစ်ပါတယ်တပူပေါ်နှစ်ပူဆင့်ဆိုသလိုပဲနောက်ထပ်ပြဿနာတစ်ခုကတော့ကာလာဖီရိုရဲ့ပွဲပန့်ပြီးချန့်ခိုင်ရေးမပြေဝမှုကြောင့်အီတလီလက်ရွေးစင်အသင်းစကန်ကနေစော်စီးစွာထွက်ခွာခဲ့ရတာလည်းဖြစ်ပါတယ်ယခုအခါမှာတော့အာဒီတာတယောက်သူ့ရဲ့အဓိကခန့်ချက်ကစားသမားနှစ်ဦးရဲ့အခြေအနေကို သိရှိနိုင်မှုတနေ့ခုနေ့နေ့မှာထွက်ပေါ်လာမဲ့စစ်စစ်ချက်အဖြေတွေကိုရင်တမမနဲ့စောင့်ဆိုင်းနေရပြီလည်းဖြစ်ပါတယ်။အာဆင်နယ်တို့ကတော့စောင်းဝင်လာတာနဲ့သူတို့ရဲ့ထုံးစံအတိုင်းစီဒူရန်ဇလန်လေးကစပီလိုပဲပြောရမှာပါ။ဟုတ်ကဲ့ပါခင်ဗျာ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းအာဂဒါနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။အစုံနှစ်နားဆင်အားပေးခဲ့တဲ့ပရိသတ်တယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။